မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ Academy ကျော်ဟင်းကိုရန်ရေးသားသောကျော်ဟင်းများစာအုပ်မှမန်ရှော့လေုံစော့ခတ်ငယ်ရုပ်ရှင်ဇာတ်ကားအကြောင်းကို ဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုဒ္ဓရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ဩကလာရုပ်ရှင်ကုမ္ပဏီမှာတင်တင်လက်ရဲ့ဝတ္ထုကိုဖို့တောက်ကြဆန်ညွန်ရေးပြီးဒရိုက်တာရန်ကုန်စိုးမောင်ရိုက်တယ်။ပါဝင်တဲ့တရုတ်ဆောင်တွေကယနေ့ကျော်စွေကျော်ဟင်းခင်းယူမေမမိုးဝါစန်တင်ထေဝင်းအန့်ကျော်ဥကြုံငယ်ငယ်တုန်းကနေရုပ်ရှင်နဲ့မြောက်ခင်ထိနိုင်ငံခြားကားတွေပဲကြည်တယ်မြန်မာကားဆိုလို့တုံးကားပဲကြည်တယ် ရွှေဘရဲ့ကွာစာဆိုတဲ့ကားရဲ့ကျော်ဆွေရဲ့ဒဏ်နဲ့ပလဲမြဲ့ရင်အဲ့ဒီသုံးကားပဲကြည်ဘူးတယ်ကျော်ဆွေဆိုတာသူ့ပါတဲ့ကားတွေမှာသူ့နာမည်ကိုယနေ့ကျော်ဆွေလို့စာတန်းထိုးပေးရတယ်အဲ့ဒီလူကြီးကမနှစ်တိုင်းခောက်သီးရိုက်တယ်မြင်စီတယ်အဲ့ဒီလိုအစင်နှမ်းမြင့်မြင့်နဲ့နေတဲ့ရုပ်ရှင်မင်းသားမျိုးကိုဥကျော်ဆွေကြောင့်မှပဲမြင်ဘူးတယ်ပြီးတော့ဥကျော်စေကမိုးရုပ်ရှင်ဆိုတဲ့ရုပ်ရှင်ကုမ္ပဏီနဲ့မိုးဆက်အဖွဲ့ဆိုပြီးထောင်ထားတယ်။သူ့ရိုက်တဲ့ကားတွေသူ့ပါတဲ့အခန်းတွေကိုသူ့ဆက်နဲ့သူ့ဟာသူရိုက်တယ်။ ။နောက်ပိုင်းအဲ့ဒီရုပ်ရှင်ရိုက်တဲ့ဆက်ကိုဥကြော်ဝယ်ပြီးရှိုင်းဆိုတဲ့နာမည်နဲ့ရုပ်ရှင်ဆက်အဖွဲ့ထူထောင်လိုက်တယ်။ဥကြော်လက်ခံတဲ့ဆက်ကားတွေကဥကြော်ဆက်နဲ့ရိုက်ချင်ရိုက်ပေးတယ်။ရုပ်ရှင်လောကမှာကိုယ့်ဆက်နဲ့ကိုယ်ရိုက်တဲ့တရုပ်ဆောင်ဆိုလို့ A1 ဥတွေပေါင်းတို့အုပ်စုရဲ့ကြော်ဆွေရဲ့ဝင်းဦးရဲ့ဥကြော်ရဲ့ခုနောက်ပိုင်းလွင်မိုးရဲ့ဒါပဲ။၂၀၀၈ခုနှစ်ဥကြော်ထွက်တော့ကင်မရာမန်ကြောက်ဖြူကိုအဲ့ဒီဆက်ပေးလိုက်တယ်။ မန်ရှော့လေအောင်စောခတ်ငယ်ဆိုတဲ့ကားမှာကြော်ဆွေးနဲ့ကြော်ဟင်းပထမဆုံးတွဲရိုက်တာပဲအဲဒီစကားကိုအောင်မန်းနဲ့ကလောပါရိုက်တယ်အောင်မန်းမှာဥကြော်ဆွေးရဲ့ခြံကြီးရှိတယ်သူ့ခြံထဲမှာပြိုင်မြင့်ကြီးတွေမွေးထားတယ် အဲဒီဇာကားထဲမှာဥကျော်ဆွေမြင်းစည်းတဲ့အခန်းတွေပါတော့ဥကျော်ဆွေကသူ့မြင်းနဲ့သူ့ကင်မရာနဲ့သူ့အတူရိုက်တယ်။နောက်ခံရှုခင်းတွေကိုတည်တည်ချာချာရွေးပြီးသူကြိုက်တဲ့အလင်းရောင်အနေထားရမှရိုက်တယ်။တကယ်လို့မရရင်နောက်တနေ့စောင့်ရိုက်တယ်။ဥကျော်ဆွေကစနစ်တကျမြင်းစည်းတတ်တော့သူ့မြင်းစည်းတာအရန်လာတယ်။သူ့အခန်းတွေရိုက်ပြီးလို့သူ့ပြန်သွားတဲ့အချိန်မှာဥကျော်လည်းမြင်းစည်းတဲ့အခန်းရိုက်ချင်လာတာနဲ့ဒရိုက်တာကိုတွားပြောတယ်။ကိုစိုးမောင်ကျွန်တော်လည်းမြင်းစည်းတဲ့အခန်းရိုက်ချင်တယ်ဗျာ။ဒရိုက်တာကမောင်ကျော်ကမြင်းစည်းတတ်လို့လား။စည်းတတ်တယ်။ ဒါရိုက်တာကဟုတ်လို့လားတကယ်စီးတတ်လို့လားအော်ကိုစိုးမောင်ကလည်းစီးတတ်ပါတယ်ဆိုပွားအမှန်ကခက်တီတီညာပြောလိုက်တာလုံးဝမစီးတတ်ဘူးဒါပေမဲ့မစီးတတ်ဘူးပြောရင်မြင်းစီးတဲ့အခန်းမရရမှာဆိုလို့ဒါရိုက်တာက မောင်ကျော်ကဒီကားထဲမှာလူစိုးကောင်းဆောင်တထေးလေသွားစရာရှိရင်မော်တော်ကားနဲ့ပဲသွားရတာမြင်းပဲစီးမှာလေအဲ့ဒါဆိုလေလူသုံးနေနဲ့ရိုက်ထားပေးဗျာကျွန်တော်မြင်းစီးတဲ့အခန်းရိုက်ဘူးကျင်လို့ ဒရိုက်တာကကဲကိုစမ်းမောင်ရင် မောင်ကျော်ကသူ့မြင်းစီးတဲ့ခံရိုက်ချင်လို့တဲ့ဂျိုက်ပေးလိုက်စမ်းပါဗျာအဲ့ဒီမှာဥကျော်စိုးရဲ့မြင်းကြီးကိုစီးကွင်းရတာမြင်းဆိုတဲ့တော်ဝါကလည်းသူ့တို့ကြောကုန်းမော်ကိုမစီးတတ်တဲ့ကောင်တက်လာရင်တိတယ်ထင်နေဥကျော်တက်ပြီးခွာတော့မှရှိသေးတယ်မြင်းကတကုံပြေးတာဥကျော်လည်းပြုတ်မကြရင်ပြီးရောဆိုပြီးမြင်းမျက်နှာဖေးနှာမှာရှိတဲ့ကြိုးတွေအကုန်ဆွဲလက်တွေခြေောက်တွေအကုန်ကြုံလာပြီးလိုက်သွားတာမြင်းမသားမြင်းသူတို့တွေထားတဲ့ခြံဝင်းသားလေးရောက်တော့ရုတ်တရက်ဗရိတ်အုပ်ပြီးရက်လိုက်တယ် ူ့ဖင်ကိုအောက်ကျုံပြီးဖင်ထိုင်ရက်ပုံစံနဲ့လှုပ်ချလိုက်တယ်။ဥကျော်မြင့်မောင်ကနေနောက်ကိုရှော့ကြွားတာပေါ့။အောက်ရောက်တာနဲ့ဥကျော်ကမြင့်ဖင်ကိုအရင်ဥအောင်ကန်ပစ်လိုက်တာ။အဲ့ဒီနေကရိုက်ကွဲမှာဥကျော်ကိုတစ်ဖက်လုံးကစိတ်ညစ်သွားကြတယ်။ဒရိုက်တာရန်ကုန်စိုးပေါင်ဆိုတာများဥကျော်ကိုကြည့်ပြီးမချိတဲ့ကဲတရွတ်တို့ကိုပြောနေတော့တာဒရိုက်တာကမောင်ကျော်ဘာလို့အဲ့လိုလုပ်ရတာလဲစီလဲမစီးတဲ့ပဲနဲ့မတော်တဆတစ်ခုခုကျိုးဟဲ့ပဲ့ဟဲ့ကန်ဟဲ့ကြောက်ဟဲ့ဖြစ်သွားရင်ဘယ်လိုလုပ်မလဲကျွန်တော်ကမြင်းစီးတတ်တယ်မြင်းကမကောင်းတာ တပည့်တယောက်ကကျွန်တော်ဆရာကြီးမြင့်တွေကပြန်မြင့်တွေဗျဘာလို့မကောင်းရမှာလဲကိုကျော်သားမစည်းတဲ့ဘဲနဲ့စည်းတာကံအကောင်းလို့ပေါ့ဗျာအကံခံလိုက်ရတော့ဘေးသာပြန်အံကိုခဲပတ်မပံမဲ့ဂျိုးပြန်သွားမယ်ဥကျော်ဆွေရဲ့တပည့်ကတွတ်တွတ်နဲ့ပြောပြီးထွက်သွားတယ်ဥကျော်တဲ့င်းကဥကျော်ဆွေစီရောက်သွားတယ်ဘာပဲပြောပြောတန်နေယနေ့ကျော်ဆွေလို့နာမည်ရမ်းကြီးတဲ့လူကြီးရဲ့စိတ်ထဲမှာဂျလီဘီတစုထိုးကျော်ဟင်းရောက်သွားတာအမျက်ပဲ ။ဘာဖြစ်လို့အဲ့ဒီလိုပြောနိုင်လဲဆိုတော့ဥကြော်ဆွေကြီးမဆုံးငယ်တစ်နှစ်လောက်မှာဥကြော်ရဲ့ဥကြော်ဆွေရဲ့စော်ဝဲရဲ့နုနုငယ်ငယ်ရိုက်တဲ့ဒရိုက်တာတရားမြင့်ဦးရဲ့ဒရိုက်တာကိုကိုကြော်ရဲ့စဉ်ညွှန်းရေးတဲ့ရွှေတုံးထွန်းလွင်ရဲ့ခုရုပ်ရှင်နဲ့ဗီဒီယိုလောကမှာပါကြည့်အောင်လို့ခေါ်နေကြတဲ့ဥအောင်လွင်ရဲ့ဥကြော်ကိုကားဆက်ပညာသင်ပေးတဲ့ဖလင်းအက်ဒီတာမောင်မောင်နိုင်ရဲ့33လမ်းကမော်လမြိုင်ရုပ်ရှင်တိုက်ခန်းထဲမှာအုပ်စုဖွဲ့ပြီးတောင်းကြမှုတယ်အဲ့ဒီတော့ကဥကြော်ဆွေကမြင်းစည်းတဲ့ကိစ္စဥကြော်ကိုပြောတာ မောင်ကျော်မြင်းမစည်းတဲ့ဘဲနဲ့မြင်းစည်းတဲ့အခန်းကိုရအောင်ရိုက်နိုင်တာကိုတော့မောင်ကျော်ကိုချီးကျူးတယ်။အဲ့ဒီကားပြီးတော့ကိုကြီးရဲ့တပည့်တွေကိုကြီးရဲ့အတိုင်းဝိုင်းကပြောကြတယ်။မောင်ကျော်ကကိုကြီးကိုမကြောက်ဘဲရှင်ပြီးတရုပ်ဆောင်ရဲတယ်တဲ့။ကြောက်ရင်လွယ်ရဲရင်မင်းဖြစ်ဆိုတဲ့စကားပေါ်ကိုကို့ဘဝတိုးတက်ဖို့အတွက်အသုံးချတဲ့ရင်ချရမယ်။ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကိုနာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။